ဝတ်သားအတုံးကြီးကိုပဲစီနန်းလေးနဲ့မွေးနေအောင်ကြော်ပြီးအာလူးအစိတ်ကြီးကြီးလေးနဲ့အရသာ လုံးဝမအီပဲခလေးလူကြီးသုံးဆောင်လို့ရတဲ့ဝတ်သားနဲ့အာလူးအချိုနဲ့ချက်နီလေးချက်စားဖြစ်လို့ကျွန်တော်ချက်တဲ့နီလေးတိုင်းလိုက်ချက်စားလို့ရအောင်ချက်နီကောင်းကောင်းလေးလာပြီးတော့မျှဝေပေးပါမယ်ကဲအစင်းသစ်ဖြစ်ပြီဆိုရင်တော့ချက်နီလေးကိုလိုက်ကြည့်လိုက်ရအောင်ကဲဒီနေ့မှာတော့ဒါဝတ်သားတပိတ်သားကြော်ကြော်ရအောင်ရတာဘာလေးနဲ့ချက်မဆိုရင်အာလူးနဲ့ ဝတ်သားကိုအချို့နတ်မယ်ပြီးလို့ရှိရင်ပြီးရတိုးစရာလည်းဆွဲအောင်ပါနော်ပြီးတော့တုံးလေးတုံးမယ်ဝတ်သားကိုကြတော့ပေါင်သားဒါမှမဟုတ်လို့ရှိရင်နူးဤတဲ့အသားလေးတွေကိုရွေးသုံးလို့ရပါတယ်အခုလိုအချိုပေါင်းမယ်ဆိုလို့ရှိရင်တော့၃ထပ်သားကိုကျွန်တော်မသုံးထားပါဘူး၂ထပ်သားကိုပဲရွေးပြီးတော့သုံးထားပါတယ်ရေးလေးနဲ့တန့်စင်အောင်ဆေးပြီးပြီးဆိုလို့ရှိရင်တော့ခဏလေးစစ်ထားပေးပါအာလူးဆိုလို့ရှိရင်လည်းအတုံးကြီးကြီးတုံးနေပို့ရတာရှိနေပါပဲ နောက်ထပ်အရာသာကိုကြတော့ဆွလင်းလေးထည့်မယ်အချိုမုတ်လေးအနေတော်ထည့်စားလေးအသင့်တင်လောက်ထည့်အသားမုတ်လေးလည်းအနေတော်လောက်ထပ်ထည့်ဂျင်းရည်လေးကြတော့တခါတည်းထည့်နေခြင်းလို့ရှိရင်လည်းထည့်နေလို့ရပါတယ်ကျွန်တော်ကြတော့တည်တန့်ခွဲပြီးတော့ထားထားပါတယ်တမအောင်လေးပွားလို့ရှိရင်တော့အပြင်မှာမိနစ်30လောက်နှက်ထားပေးပါ အရင်ဥဆုံးစီကိုချွေတာတဲ့အနေနဲ့ကျွန်တော်တို့အာလူးလေးကိုထည့်ပြီးတော့ကြော်ပါမယ်ကြော်တဲ့ခါမှာဆိုလို့ရှိရင်လည်းမီးလေးကိုဖြည်းဖြည်းလေးနဲ့အာလူးတွေအခုလိုအနီးရင်ရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့ရပါပြီခင်ဗျာအာလူးတွေကိုအခုလိုကြော်ပြီးမှချက်တာကတော့အလုံးလိုက်ဖြစ်ပြီးပုံစံမပြတ်ချက်တဲ့ခါမှာဆိုလို့ရှိရင်လည်းဟင်းပွဲတွေအရန်ကမှလာပါတယ် ဒီဟင်းပွဲမှာစီတော်တော်လေးကိုမှခြွေတာထားပါတယ်အာလူကြော်ထားတဲ့စီနေနဲ့ပဲအရသာနေထားတဲ့ဝက်သားလေးတွေကိုကျွန်တော်တို့တစ်ခေါက်ပြန်ပြီးတော့ထပ်ကြော်ပါမယ်ဝက်သားကြော်တဲ့အခါမှာဆိုလို့ရှိရင်လည်းမီးလေးဖြည်းဖြည်းလေးနဲ့ဝက်သားရဲ့အထဲကအရည်လေးတွေဆင်သွားတဲ့အထိကြော်ပေးရပါမယ်ဝက်သားအထဲကအရည်လေးတွေလုံးဝဆင်သွားပြီးဆိုမှကျွန်တော်တို့ဘဲငံ့ပြရဲ့အနောက်ထပ်ထည့်ပါမယ် ပင်းပြရဲ့အနောက်ထဲ့ပြီးပြီဆိုတာနဲ့နောက်ထပ်9မိနစ်လောက်ဆိုလို့ရှိရင်တော့ဒီဝတ်သားကိုကျွန်တော်တို့ဆဲထုတ်ထားလို့ရပါပြီအချိန်အများကြီးထတ်ကြော်ပေးစရာလည်းမလိုတော့ပါဘူးဒီထက်ကျွတ်အောင်ထတ်ကြော်မယ်ဆိုလို့ရှိရင်တော့အငြီးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ဒီနေရာလေးမှာပဲရက်တန်ကရက်လာတာအကောင်းဆုံးပါပဲ ဝတ်သားမူမူလေးလဲကြော်ပြီးပြီဆိုလို့ရှိရင်เนาะဝတ်သားရလာတဲ့အစီလေးနေနဲ့ပပားလေးထားတဲ့ကြက်သွန်လေးတွေကိုနောက်ထပ်အနံ့လေးမွေးသွားတဲ့အထိကြက်သွန်လေးတွေကိုထိုက်ပြီးတော့ကြော်ပေးပါကြက်သွန်လေးတွေမွေးသွားပြီဆိုလို့ရှိရင်အလုံးဝကိုအရသာရှိတဲ့ဝတ်သားဒုံးကြီးတွေထည့်လို့ရပါပြီဒီချိန်မှာဘနဲ့တုံးလောက်ပျောက်သွားတယ်ဆိုတော့မသေးကြတော့ပါဘူးကြက်သွန်ကြော်လေးတွေနဲ့တမအောင်တစ်ခေါက်ပြန်ပြီးတော့လုံးဝမယ်ပြီးလို့ရှိရင်เนาะညံ့အောင်ထောင်းထားတဲ့ကြက်သွန်ဖြူဂျင်းလေးတွေကိုတစ်ခေါက်ထိုက်ပြီးတော့ထည့်ပါမယ် ီအချိန်မှာကျွန်တော်တို့နောက်ထပ်တကြားလေးထပ်ပြီးတော့ထည့်ပါမယ်ပြီးလို့ရှိရင်ငံပြာရည်လေးအတင်တင်ထပ်ထည့်ပါမယ်အကယ်လို့သာအမွေးကြိုင်ကိုကရဝေးရွက်တို့တစ်ကြဘူခောက်လို့ထက်ချင်တယ်ဆိုလို့ရှိရင်လည်းထက်ချက်လို့ရပါတယ်အပေါ်အောက်အားလုံးတမအောင်မွေးပြီးပြီးဆိုလို့ရှိရင်တော့ကြော်ထားတဲ့အာလူးလေးတွေကိုထည့်လို့ရပါပြီခင်ဗျာ ဝတ်သားနဲ့အာလူအချိုနဲ့တဲ့အခါမှာအာလူကိုအတုံးကြီးကြီးတုံးခိုင်းတယ်ဆိုတာကအခုလိုမွေတဲ့အခါမှာအာလူလေးတွေထပ်ပိုင်မကျိုးသွားအောင်အတွက်ပါကဲပြီးလို့ရှိရင်တော့ရေတန့်လေးအနေတော်တော့ထပ်ထည့်ပါမယ်အာလူးလည်းအနေတော်ကြက်ပြီးသားဝက်သားလည်းအနေတော်ကြက်ပြီးသားမူရေလေးကိုမမြုပ်တမြုပ်လို့ပဲထည့်ပေးပါမီးလေးဖြည်းဖြည်းလေးနဲ့အသားလေးဣသွားတဲ့အထိထပ်ချက်ပါမယ်အကယ်လို့ချက်နေတဲ့အချိန်မှာဝက်သားကမဣသေးဘူးဆိုလို့ရှိရင်တော့ရေထပ်ထိုးလို့ရပါတယ်အပေါငံအရသာကိုကြတော့ကိုစိတ်ကြိုက်ထပ်ပြီးတော့ပြုပြင်နိုင်ပါတယ်ခင်ဗျာ ရပါပြီခင်ဗျာလာညနေဆောင်လည်းရောက်ပြီဆိုတော့ကွက်တိပဲဝတားနဲ့အာလူအချိုနဲ့တဲ့အခါမှာစီတဲ့အရင်ကြီးပြန်နေစရာမလိုပါဘူးအနစ်ကကောင်းလေးနဲ့ချက်ချောက်လေးချက်လေးပိုးပြီးတော့ရတာရှိလေပါပဲသူ့ကိုအီပြေချင်ပေါင်ရဲ့ဟင်းချိုဒါမှမဟုတ်လို့ရှိရင်လည်းငပိရေတိုးစရာအစုံလို့နဲ့တိုးမယ်ဆိုလို့ရှိရင်အရန်ကိုမှလိုက်ဖက်ပါတယ်အားလုံးပဲမင်္ဂလာပါစားလို့ရပါပြီเนาะဒီနေ့ပါလေးနဲ့စားမလဲဆိုရင်တော့ဝတားချိုချက်ဂျင်းနန်းတော့မွေးနေတာ ူးစရာအဆုံးလေးကဲဘေးကြီးခူးမယ်ခတ်မယ်ဆွဲမယ်ဟင်းကျူနဲ့ချမောင်ရဲ့ဟင်းကျူကအဲ့အီပြေပေါ့ပါချင်တယ်ဘေးကြီးဝတ်ပါ့မပါတုံးကြီးကြီးအာစီဘတ်ရောအတုံးရောတော့အစီနဲ့ပါပါစားလို့ကောင်းအစီမပါစားမကောင်းဟိုပြည်နေဒီနေ့တော့ကျွန်တော်เนี่ยအလုပ်ပြုတ်သွားလို့ပါ Tuy nhiên quá phải chết xa Ok Xa ra bầu nha Cái alo xử nó 背着吧，有点远。这个，龟、这、牛、个，龟背牛，去去卖的龟牛。 卡了，没有卡，走吧。 ta sử dụng thì nó là cái gia bảo nha quản lý ra con 腿也靠上了，一点靠了，后膀子也靠了，膀子靠上没？这老表没点靠了，哎，硬靠，干净，谢，都南打靠两真牛厉害，录蛋，阿哎呀，咋的？ pag may anghim s ซาลูยังมาเขามาเนาะเราถ่ายวิดีโอที่มาจนเราถ่ายวิดีโอด้วยว่าแม่ทีนี้วิดีโอจะเราจะมาแบบสุดเต็มเนาะเราถ่ายวิดีโอที่มาจนเราถ่ายวิดีโอด้วยว่าแม่บ๊ายบาย